ပြီးတော့လက်ရှိအကျဉ်းချခံထားရစေကျွန်တော်တို့ရဲ့ဒါအမေကိုတောင်းဆန်းစုကြည်ပြီးတော့ကျွန်တော်တို့သမရာပြီးတော့ကျွန်တော်တို့အစိုးရအဖွဲ့ပြီးတော့မတရားဖမ်းဆီးခံထားရတဲ့မိသားစုဝင်တွေအားလုံးတို့ကျွန်တော်တို့ပြည်သူတစ်ရက်လုံးကဒါအကောင်းဆုံးစူးစမ်းရင်းနဲ့တော်လှန်ရေးမှာပူပေါင်းပါဝင်ပေးနေတာဖြစ်ပါတယ်ဒီမိုကရေစီအရက်တက်ကြွလှောက်ရှားတဲ့သူတပေါင်းအာ960ပိုးရောက်ထက်ကမှာ လူပေါင်း40ကျော်ပေါ့ဗျာအတရာမပြစ်ပြန်လွတ်ပေးလိုက်တယ်ပေါ့ဒါကြောင့်မလို့ तू လွတ်ပေးတာသိကျွန်တော်တို့အတွက်ဝမ်းသာစရာအကြောင်းတော့မရှိဘူးသေးဘူးเนาะဟုတ်ပါမင်္ဂလာပါကျွန်တော်ရေဝရှင်းလိုက်ပါအားလုံးပဲတာလို့ဆိုပါကျွန်တော်ကြော်စိုးလင်းပါဟုတ်ပြီဒါဇန်ကာလာပြီးသွားပြီဟုတ်ပါခင်ဗျာဆိုတော့နှစ်စန်းတရက်နေ့မှာအခါတော့ရည်ကြီးပေါ့ဗျာဟုတ်အကြမ်းမကောင်းတော့မင်းအောင်ဖလိုင်ကလူကြီးချမ်းသာကွင်းလေးပြေးလိုက်တယ်ဆိုတဲ့တဲ့ရင်ကျွန်တော်တို့ပြည်သူတွေလည်းကြားရမှာဖြစ်တယ်ဟုတ်ပါတယ်ဗျာဘလူးလူတွေကိုပဲလူကြီးချမ်းသာပြီးတာလေ ီးတော့ကျွန်တော်တို့ရေးချီးတဲ့ပုံကူတွေကိုကြတော့လူငိမ့်ချမ်းသာခွင့်ဘာကြောင့်မပေးကြလဲပြီးတော့အခုလက်ရှိလူငိမ့်ချမ်းသာခွင့်ပေးလိုက်တဲ့လူစရင်အရာတော်၎င်းကျွန်တော်တို့ထောင်ထဲမှာဒါသူရဲ့စကြောရေးတွေနီးမျိုးစုံနဲ့ညှိမှနှိပ်စက်ခံပြီးတော့တည်သွားရတဲ့လူဦးရေစရင်ဆိုတော့ဒီကြောင်းတွေကြားရမှာဖြစ်တယ်ဆိုတော့ ပထမဦးစွာကျွန်တော်မိဘတွေကိုအတီးပေးလိုတာကအခုလူငယ်ချမ်းသာခွင့်ရသွားတဲ့သူတွေအတွက်ကတော့ကျွန်တော်တို့ဒါဘာဖြစ်ဝမ်းမြောက်ပါတယ်။ဒါပေမဲ့တကယ်ရောအာနာရှင်အကြံဖက်အောက်ကလွတ်မြောက်သွားလို့လား။ဟုတ်ပါတယ်ခင်ဗျာ။ဒီတော့ဘောနော်ဒီနေ့အမ်ကျွန်တော်မဲအွန်လိုင်းလွန်ငင်းပေးလို့ဘောနော်ဝမ်သာစရာအကြောင်းမရှိဘူးနော်သူဝမ်သာစရာအကြောင်းမရှိဘူးဘာကြောင့်လဲဆိုတော့မဲအွန်လိုင်းကအခု2021ခုနှစ်စပြီးတော့ဒီစစ်တမ်းနဲ့လက်ကန်တုတ်တဲ့ရေဘောနော်ဒီဖန်စီနိုင်ပြဖန်စီနိုင်ဆက်တက်ပြမှုတွေကြောင့် ဒီကျွန်တော်ဗားလဲဆို6400 90နဲ့900သေဆုံးပြီဖြစ်တယ်ပေါ့နော်ဒါတရားဝင်ကြတာကြုံရထားပြီးသားလည်းဖြစ်တယ်လက်ရှိနေပြီးတော့ဒီနိုင်ငံအင်းနေရှိပြီးသားအင်းနေရှိပြီးသားဖြစ်တယ်နောက်တော့နိုင်ငံရဲ့အကျဉ်းသားမျိုးကုညီဆောင်ဆောင်မှုအသင်း ABB လည်းထုတ်ပြန်ထားပြီးသားဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့အဲ့တော့ဒီအထက်မှာတစ်ခါဒီသူတို့လက်ရှိနေပြီးတော့သေဆုံးခဲ့ရတဲ့အပြင်လက်ရှိနေပြီးတော့ဒီမတရားဖမ်းဆီးခံထားရသူပေါင်း2930ယောက်ဖမ်းဆီးခံထားရတယ်ပေါ့နော်အခုလက်ရှိဒါနောက်တစ်ခုဒီအခုဒါနောက်တစ်ခုကကြတော့ဒီ1869ယောက်ကဒါလက်ရှိထောင်ချခံထားရတဲ့စင်တွေမှာပါတယ် ဒါနိုင်ငံရေးမှုနဲ့ပေါ့နော်ဒါကျွန်တော်တို့အမြတ်ဒီလက်ရှိဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေဖန်ခံထားတဲ့စီးရင်ဒီတကောင်းအာ960ရောက်စနေ9ရောက်ပြီအဒီထက်မှာဒီကျွန်တော်တို့ဒီအခုလက်ရှိဒီ2019က April လရဲ့နေ့ကနေဒီနေ့ဒီအရှင်ထိပေါ့နော်ဒီနေ့ဒီအရှင်ထိဒါသူတို့ဒါဖန်းစီမတရားဖန်းစီထိန်းသိမ်းတာမတရားဖန်းစီတတ်ဖြတ်တဲ့အတွက် သေသွားတဲ့လူက15ယောက်ရှိတယ်ဆိုပြီးတော့လည်းဒါကျွန်တော်တို့ဒီနာမည်စရင်အရာဘုဒ္ဓတာကျွန်တော်တို့ဟဲလာမတ်တမိုးရကျွန်တော်တို့ပြန်သိရတယ်အဲဒီမနေ့ကဒီကျွန်တော်တို့ပြန်ကြည့်လိုက်တဲ့ခါကျတော့ဒီမနေ့ထောင်ပေါင်းဒီမြန်မာနိုင်ငံမှာထောင်ပေါင်း50ကျော်လောက်ရှိတယ်ဒီထောင်ပေါင်း50ကျော်ကနေပြီးတော့ဒီကျွန်တော်တို့ဒီဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားတဲ့သူလွတ်လာတာကနင်းနေလေးပဲရှိရတယ်။ဆိုတော့ကြံတဲ့ဟာတက်ခိုးချပိုးလေးတယ်ပေါ့။တခိုးချပိုးလေးတယ်တခိုးချပိုးလေးတယ်ဆိုတဲ့ခါမှာကျွန်တော်ကိုယ်တိုင်ထောင်ကလွတ်လာတာ哦။ဟုတ်ကဲ့။အဲ့ဒီကဒီကျွန်တော်ကိုယ်တိုင်ထောင်ကလွတ်လာတဲ့အချိန်မှာကျွန်တော်ပြန်လှုပ်ပစ်လိုက်တဲ့လူကျွန်တော်တို့မြောင်းများအချင်းထောင်ကလိုဘတရားကျွန်တော်လွတ်တယ်။ဒီအချိန်မှာနိုင်ငံရဲ့အချင်းသားဆိုကျွန်တော်တယောက်တည်းပဲပါတယ်။အာဒါတော့မှကျွန်တော်တောင်မှဒါတော့မှပြန်လှုပ်ခါနေစေစေ။အဲ၃လလောက်အလိုပေါ့။အဲအဲ့ဒီကကျွန်တော်ဒီကျွန်တော်နဲ့ပြန်လှုပ်လာတဲ့လူတွေတခိုးချပိုးလေးတယ်ကျွန်တော်မေးကြည့်လိုက်အာဘာမှုလဲခိုးမှု။အာဘာမှုလဲအာ အတိန်ဆိုလိုတာကဒီလိုပြန်လုတ်ခါနေတခိုးဂျပိုးလေးတွေကိုသူတို့ပြန်လုတ်ပေးတာဆိုတော့ဒီကောင်လုတ်ပေးတာကိုကျွန်တော်ဝမ်းသာစရာအကြောင်းတော့မရှိသေးဘူးပေါ့เนาะဟုတ်ကဲ့ဒါကအမှန်တရားပေါ့เนาะဆိုတော့ကျွန်တော်တို့ဒီအခုလက်ရှိအထောင်တီးတီးကနေပြီးတော့လှုပ်ပေးလိုက်တဲ့လူကြီးစရင်နဲ့ဘဲထောင်လေးမှာလူကြီးဘလောက်လှုပ်ပေးလိုက်တယ်သိရတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီဘဲလာမှတ်သားမှုရပါတော့အဲကျွန်တော်မနေ့ကထိကျွန်တော်တို့ဘဲလာကြတယ်ကျွန်တော်တက်နိုင်တဲ့လောက်သတင်းလေးတွေကိုစုဆောင်တဲ့ခါမှာကျွန်တော်ရလာတဲ့သတင်းကတရက်ထောင်မှာ ကျောင်းနှစ်ယောက်ကျောင်းနှစ်ဦးအနောက်ဘလုတာယာဦးတို့ထောင်မှာမတ်နှစ်ယောက်လွတ်တယ်နောက်တောင်ငူအချင်းထောင်ကနေမတ်တဦးလွတ်တယ်တာရှီလိုက်အချင်းထောင်ကနေပြီးတော့ကျောင်းနှစ်ယောက်လွတ်တယ်နောက်ဒီကလေးအချင်းထောင်ကနေပြီးတော့ကျားတစ်ယောက်လွတ်တယ်နောက်ဒိုက်ဦးပေါ့နော်ဒိုက်ဦးအချင်းထောင်ကနေပြီးတော့တဦးမမိန်မမိန်ကလေးက၄ဦးလို့တယ်ဒါကျွန်တော်နိုင်ငံရေးဒီဒီမိုကရေစီအရေးတိတ်ကြွလှုပ်ရှားတဲ့သူတွေပေါ့နော်ပြန်လွတ်လာတဲ့ဇယင်ပေါ့နောက်ဒီကျွန်တော်တို့ရမေးသန်းကနေပြီးတော့ဒီ ောက်ျားလေး10ယောက်မိန်းကလေး9ယောက်လွတ်တယ်။နောက်ဒီကျွန်တော်တို့မကွေးအချင်းထောင်ကနေပြီးတော့ယောက်ျားလေး2ယောက်မိန်းကလေး9ယောက်လွတ်တယ်။နောက်တစ်ခါဒီအိုက်ထီကအချင်းထောင်ကယောက်ျားလေး2ယောက်မိန်းကလေး1ယောက်လွတ်တယ်။နောက်ဒီဖအန်ကနေပြီးတော့ ယောက်ျားလေး၃ယောက်လုပ်ပဲပေါ့နော်နောက်တစ်ခွက်ကြတဲ့ကဒီကျွန်တော်မအူပင်ပေါ့မအူပင်တော့အာဒီတခြားဒီကျွန်တော်လက်ရှိနေတဲ့အရာတွေတိုင်းထဲမှာ1400ရှိတယ်ဒီ1400ထဲကနေပြီးတော့ဒီကျွန်တော်တို့အမအူမအူပင်ဖြာပုံပေါ့လေအဲ့ဒီနေရာလို့တဲ့စရင်ကိုတော့ကျွန်တော်အသိရသေးဘူးမနေ့ကဒီကျွန်တော်ကိုယ်တိုင်ကြားခဲ့တဲ့ထောင်ပေါ့ဒီလက်ရှိမြောင်မြထောင်အမြောင်မြထောင်ကဒီကျွန်တော်အစိတ်ထောင်ဝန်တန်းတယောက်လေး plan ပြတာကတော့သူမြောင်မြထောင်၄ယောက်ရှိတယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒါတော့အတီးပြဖို့အရင်ခက်ခဲတယ်ပေါ့နော်လက်ရှိအတီးပြနိုင်တာကတော့ကျွန်တော်ဒါအခုလက်အခု ဖက်ရှင်နဲ့ပုံတီမျိုးကနေပြီးတော့အကျဉ်းသား1200 watt body ရောက်ကြလက်ရောက်လို့တယ်။နောက်ဒီတဝဲအကျဉ်းထောင်ကရောက်ကြလက်တရာမင်းကလေးတရာလို့တယ်။အနောက်ဒီကျွန်တော်တို့ဒီပြီအကျဉ်းထောင်ကနေပြီးတော့ရောက်ကြလက်9ရောက်မင်းကလေး4ရောက်လို့တယ်။အာဒါညောင်ဥပေါ်နဲ့ညောင်ဥအကျဉ်းထောင်ကနေပြီးတော့ကျ9ရောက်မင်းကလေး9ရောက်လို့တယ်။အနောက်ဒီအခုတ်ကူအကျဉ်းထောင်ကရောက်ကြလက်4ရောက်မင်းကလေး1ရောက်လို့တယ်။ပတ်သိမ်အကျဉ်းထောင်ကရောက်ကြလက်1ရောက်လို့တယ်လို့ကျွန်တော်စီကတည်ပြလာတယ်ပေါ့။ အဆိုလိုတာကဒီဒီကျွန်တော်တို့ဒီပေါ်တော့ဒီထောင်ပေါင်း40ကျော်ထက်ကဒီထောင်14ငါးထောင်လောက်ပါပဲသူတို့လှုပ်ပြတာရှိတယ်ဒီလိုလုပ်ပြလိုက်တဲ့ခါမှာကျွန်တော်တို့ဒီစင်းရည်တွေတွေ့ကြည့်လိုက်တဲ့ခါလူပေါင်း40ကျော်လောက်ပဲလွတ်တာရှိတယ်တွေ့ရတယ်။အဲ့တော့သူတို့ဖမ်းတာကအာဘာလို့ဆိုရင်ဒီအခုလေးထောင်ချခံတာက1869ယောက်။ဒါပြီးတော့ဒီ1869ယောက်ကမှကျွန်တော်တို့ဒီလက်ရှိဒီနေ့မှာမြန်မာနိုင်ငံတောင်ဝမ်းလုံးပြင်းထန်တဲ့ဒါတိုက်ပွဲတွေဖြစ်ပွားနေတယ်။ လက်ရှိအကြမ်းဖက်ဖက်စစ်တပ်ကလည်းပဲပြင်းပြင်းထန်ထန်ခုခံနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဆိုတော့လေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေအပြင် drone တွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြားထဲမှာကျွန်တော်ရသားပြည်သူတွေရောကျွန်တော်တပ်ဖွဲ့ဝင်တွေရောတိုက်ခိုက်ဒဏ်ရာမြောက်များစွာရရှိခဲ့တာတွေရှိပါတယ်။ ဆိုတော့ကျွန်တော်မိဘတွေကိုဒီနေ့ကျွန်တော်အသိပေးလိုတာကကျွန်တော်တို့အရေးပေါ်ကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့စေဝါတွေရိတ်ခါတွေပြီးတော့ဆက်ဆက်ပစ္စည်းတွေအမြောက်အများလိုအပ်နေတဲ့အကြောင်းကိုကျွန်တော်သိပေးလိုတဲ့နိုင်ငံတော်လမ်းမှာပြင်းထန်နဲ့ဒါခိုးစစ်နဲ့အတူတစ်ဖက်ရန်သူကလည်းပြင်းပြင်းထန်ထန်ခုခံနေတယ်ဘယ်လိုမျိုးပဲခုခံပါသေးကျွန်တော်လူငယ်တွေကတိုက်ပွဲတွေကြားထဲမှာပဲအမြင့်ဆုံးသောဆွမ်းဆောင်ရည်နဲ့အမြင့်ဆုံးသောစိတ်ဓာတ်တွေနဲ့ကျွန်တော်တို့ပြည်သူကိုပေးဆက်တိုက်ပွဲဝင်နေပါတယ်ကျွန်တော်ဖက်ဒရယ်နဲ့ ီမိုကရေစီအတွက်ပြစ်ဆက်တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေနဲ့အတူရှိနေပေဖို့မြစ်တာရက်ခံလိုတယ်။လက်ရှိရဲဘော်အလိမ်မြန်ဆုံးလိုအပ်နေတဲ့စေဝါဆက်ဆက်ပစ္စည်းများအတွက်လည်းကျွန်မမိဘတွေသဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်လက်ထက်အထိသဆိုင်ရာနေရာဒေသအသီးသီးထိရောက်ပေးဖို့နှိုင်ဖို့ဝင်းရင်ခုန်ကြီးမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားတဲ့သူတတော်အာ969ယောက်ထက်ကမှလူပေါင်း40ကျော်ပေါ့ဗျာအတွက်ကြည့်လိုက်လို့ရှိရင်တော့ကျွန်တော်တို့ဒါအတီမပြုတ်နိုင်တဲ့ထောင်လည်းရှိကောင်းရှိကောင်းရှိရှိလိမ့်မယ်ဒါမဲ့အာကျွန်တော်တို့အာတရားမပြစ်ဘူးဗျာဆိုလိုတာကတရားမပြစ်ပြန်လှုပ်ပေးလိုက်လေပေါ့ဒါကြောင့်မလို့သူလှုပ်ပေးတာဒီကျွန်တော်တို့အတွက်ဝမ်းသာစရာအကြောင်းတော့မရှိဘူးသေးဘူးเนาะဟုတ်ပါတယ်သူကဒါနိုင်ငံတကာစာမျက်နှာထက်မှာအာကျွန်တော်တို့ဒီလူချင်းချမ်းသာခွင့်ဆိုတဲ့ခေါင်းစဉ်၄နဲ့ ဒီလိုမျိုးအနေငယ်တော့ဟုတ်ပါလားဒါဘာမှမဟုတ်တဲ့လူစင်းရင်းလေးတွေကိုပဲတို့ကလူငင်းချမ်းသာပုံစံမျိုးမှာတို့ကထည့်လိုက်တဲ့ပုံစံမျိုးอ่ะဟုတ်ပါတယ်အဲကျွန်တော်နိုင်ငံထဲမှာအရေးကြီးတဲ့အာကျွန်တော်တို့ဒါအဓိကသူတွေတယောက်မှမပါဝင်ဘူးဆိုတာလဲကျွန်တော်တို့မိဘတွေလည်းတိမာပဲတဲ့ပြီးတော့ကျွန်တော်တို့မိဘပြည်သူတွေအားလုံးမျောလင်းနေတဲ့ကျွန်တော်တို့အမေဦးဒေါန်ဆန်းစွတ်ကြည်နဲ့ဒါကျွန်တော်တို့သမရာကြီးလဲလူငင်းချမ်းသာခွင့်မှာမပါဘူးဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကျွန်တော်ဒီတာမိတာက ကျွန်တော်တို့သူလူငင်းချမ်းသာခွင့်ဆိုတဲ့ခေါင်းစဉ်အောက်မှာဒါနိုင်ငံတကာမှာသူလုတ်ပြလိုက်တဲ့လုတ်ရက်ဟာတကယ်ကိုဒါကျွန်တော်တို့ပြည်သူမျက်နှာကိုကြည့်ပြီးတော့လူငင်းချမ်းသာခွင့်ပေးလိုက်တာမဟုတ်ဖဲနဲ့နော်ဟုတ်ပါတယ်လက်ရှိသူရင်းဆိုင်နေရတဲ့အကျက်အတဲတွေခြေရော့နိုင်ဖို့အတွက်ပြရုပ်တစ်ခုကိုပဲသူလုတ်ဆောင်လာကိုကျွန်တော်တွေ့လိုက်တယ်ဟုတ်ပါခင်ဗျာဟုတ်ပြီဒါဆိုရင်တော့အခုလူငင်းချမ်းသာခွင့်တွေအများဆုံးရွာရတဲ့သူတွေဟာအခု ဂျပိုးတွေများတယ်လားဟုတ်ပါတယ်ခင်ဗျအင်းတခုဂျပိုးတွေပေါ်တော့ဒီတော့ तू ကဒီနိုင်ငံတကာမှာ तू ကလက်ရှိနေပြီးတော့ဘာလို့ဘာကိုပြချင်တာလဲဆိုတဲ့ကအာ तू ဟာနေပြီးတော့တကယ်မေတ္တာရှင်ပေါ့ဗျာမေတ္တာရှင်စေတနာရှင်ဆိုတဲ့ပုံစံမျိုးနဲ့ပြဖို့အတွက်အာမဖြစ်စလောက်လေးကို तू ကဘာလို့ပြလဲပြရုံတစ်ခုအဖြစ်ဖန်တီးလိုက်တာပေါ့တနည်းအားဖြင့် तू ရဲ့ရွေးကောက်ပွဲအခုတည်းကျွန်တော်ဟိုတနည်းအားလည်းပြောခဲ့ပါတယ်ကျွန်တော်တို့ဒီရွေးကောက်ပွဲကြီးအောင်မြင်ဖို့အတွက်ဒီရွေးကောက်ပွဲကြီးလုံနိုင်ဖို့အတွက်ဒါ သူ့နဲ့တာပထမရှင်လန်းတစ်ခုဖြစ်တယ်လို့ကျွန်တော်ယူဆလို့ရတယ်ဟုတ်တယ်။ဘာကြောင့်ဆိုတော့ तू ကဒီ list ပုံမှန်905လေးတွေပဲ तू တို့ပြန်လုပ်ပြတာများတယ်။အခုဒီကျွန်တော်တို့လက်ကြည့်လိုက်ကျွန်တော်တို့ပြန်ပြီးကြည့်လိုက်တဲ့ကဒီပေါ့နော်နိုင်ငံရေးပုံမှန်လို့အာဒီခေါင်းစဉ်တက်ထားတဲ့ဒီပုံမှန်တွေထဲမှာဒီပုံမှန်ဒီကျဲထောင်တွေပုံမှန်905 905ကကြည့်ပေါ့ဗျ905ခါခွေ့ ဒီ905သမားတွေမြားတယ်အကြံတဲ့ပုံမှန်သမားတွေဟာမပါဘူးမပါဘူးဆိုတော့ဒီကျွန်တော်တို့905သမားတူတူများများကဘာလဲဆိုလို့ရှိရင်အဲဘောနော်ဒီဆန္ဒပြတာမှာဘလို့ကောပလဲဟိုဘောနော်တစ်ဖက်တစ်လမ်းနဲ့ပူပေါက်ပါဝင်ခဲ့တာလေဆိုတော့အဓိကအဓိကဒီအဓိကလှုပ်ဆောင်နေတဲ့ဒီတကက်ဒီမိုကရေစီအရေးကိုငြင်းငြင်းကြမ်းကြမ်းနဲ့လှုပ်ဆောင်နေခဲ့တဲ့လူတွေကမပါလာသေးဘူးပစိုလိုတာကသူဟာနေပြီးတော့ဒီလိုမဖြစ်စလောက်လေးတွေကိုလှုပ်ပေးပြီးတော့မှအမ်နာမည်ကောင်းကိုယူနေတယ်လို့ ကျွန်တော်တို့ရပါတယ်ဟုတ်ပါတယ်ဘာလို့လဲသူကကျွန်တော်တို့ပြည်သူကိုလည်းရန်ရှော့တက်ခဲ့တယ်ဗျဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအာနာစသိမ့်တဲ့အချိန်မှာလည်းသူကခေါင်းထိအကုံဆိုတဲ့စကားပုံစံမျိုးနဲ့သူကဒေါန်ဆန်းစွတ်ကြည်နဲ့ကျွန်တော်တို့နိုင်ငံတော်သမရအချိုးရအဖွဲ့ကိုအကုံလုံးဖမ်းလိုက်တယ်ဟုတ်ပါတယ်ဆိုတော့ဒါပေမဲ့သူတွတ်တာမှားသွားတယ်ဟုတ်တယ်ဆိုတော့ကျွန်တော်တို့ပြည်ရင်းမှာနေနေကြတယ်ကျွန်တော်တို့မိဘပြည်သူတဦးချင်းစီရဲ့ဒီနိုင်ငံရဲ့အကြီးကြီးဆုံးသောသူတွေဖြစ်တယ်ပြီးတော့ဒီနိုင်ငံရဲ့ခေါင်းဆောင်တွေတဦးချင်းစီတိုင်း ဒါအရင်ချင်းရှိတဲ့သူတွေဆိုတာဟို तू ဒီနေ့တကယ်ကိုဘယ်လိုပြောမလဲတော့အဲ तू ရင်ဆိုင်နေရတာအခုဒါ तू ခေါင်းကြီးရဲ့ပုံဆိုတဲ့ဒါအကွက်နဲ့ခေါင်းစမ်းစွတီနဲ့တမရကိုဖမ်းလိုက်တယ်ပြီးတော့အခြားသောခေါင်းဆောင်ပိုင်းတွေအကုန်လုံးဖမ်းပြီးတော့ထောင်ထဲထည့်လိုက်ဒါဆိုတော့ပြီးသွားပြီ तू တက်တာအဲ့လိုဒါပေမဲ့ကျောင်းနိုင်ငံမှာအရင်ချင်းရှိတဲ့ခေါင်းဆောင်တွေအများကြီးပေါ်ထွန်းနေတာကိုပါတယ် तू တတိမထားမိဘူးဒါကြောင့်လည်းပဲအခု तू မြေပြင်မှာလဲစစ်ရှုံးနေ နိုင်ငံတကာစာမျက်နှာမှာလည်းနိုင်ငံရေးအရာရှုံးနိမ့်နေရပြီးတော့ပြည်သူလူထုထောက်ခံမှုလုံးဝမရတော့ဘူးဥမာအစိုးရတည့်ရနော်အစိုးရဆိုရင်ပြည်သူကဝန်းရံနဲ့ပြည်သူကထောက်ခံမှအစိုးရဖြစ်မှာဟုတ်ပါတယ်ဗျဟုတ်ပါအဲ့တော့ပြည်သူထောက်ခံမှုမရှိဘူးပြည်သူကလည်းပါဝင်မှုမရှိဘူးဆိုရင်အစိုးရဆိုတာကမဖြစ်နိုင်ဘူး။တွန့်သူရေးတဲ့ရေးပေါ်မှာရေးတဲ့အယုတ်လေးပဲဖြစ်ပါလိမ့်မယ်။ဟုတ်ပါတယ်။ Okay ။ဒါဆိုရင်တော့လက်ရှိဒါ အဲအကျဉ်းသားတွေနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ဒါညကုန်းချုပ်ပြောဖို့ဟိုချပါရှိဟုတ်ပါတယ်မင်းဒီတော့ဒီကျွန်တော်တို့ဒီပေါ့နော်သူလှုပ်လိုက်တဲ့ဟာကဘာလို့ကျွန်တော်တို့အကြောက်တရားရှိလားမလားဆိုပြီးတော့လှုပ်လိုက်ဟုတ်တယ်အာကျွန်တော်ဒီလက်ရှိနေပြီးတော့နိုင်ငံရေးလောကထဲမှာဒါအင်မတန်မှဒါနာမည်ကြီးနေတဲ့ဒါအခုနာမည်ကြီးတဲ့ဒီဘာလို့ကိုဂျမီတို့လို့ပုံကိုယ်တယ်နောက်ဒီနိုင်ငံရေးမှာဒါလုံးဝကိုမှပေါ့နော်ဘယ်လိုခေါ်ဖို့လဲ အာဒီနှစ်ပေါင်း90အတွက်မှာပေါ့နော်နှစ်90အတွက်မှာဒီကျွန်တော်နိုင်ငံရေးလိုကားထဲမှာရှာဟိုရှာမရှာတဲ့ဒီလူငယ်ပေါ့ဗျာဒီအဲလူငယ်နိုင်ငံရေးတမကိုဖြိုးစရာတော်တော်လို့ပုံကိုယ်တွေအဲဒီလိုဒီလိုပုံကိုယ်မျိုးတွေကို သူတို့ကနေပြီးတော့သူကမင်းအောင်နိုင်ငံရေးဆက်ဆက်တက်ဖြတ်လိုက်ကြဗျာရေးဆက်တက်ဖြတ်လိုက်လို့ရှိရင်ဒီအဲဒီလူတွေကတနေ့ငြိမ်သွားမလားဆိုတော့သူဖြုံအောင်နောက်လောက်နဲ့ပေါ့အဲဖြုံအောင်နောက်လောက်နဲ့တွေးပြီးတော့သူလောက်လိုက်တယ် ဒါပေမဲ့အဲကျွန်တော်တို့ဒီဘက်ကနေပြီးတော့ပြည်သူလူထုတွေအားလုံးကဘာလို့ဆိုရှစ်ဆယ်ရှစ်နဲ့မတူတော့တဲ့အခက်ကဏ္ဍကျွန်တော်တို့အားလုံးကဘာကြီးတခုလို့အိမ်တခုလို့ဖြစ်နေကြတယ်ဟုတ်ပါဆိုတော့ तू ဘလို့နင်းနေပဲလောက်လောက်အဲကျွန်တော်တို့တွေကဘာလို့ဆိုတော့ကကျွန်တော်တို့တွေအတွေးခေါ်တွေအဲကျွန်တော်တို့တွေရဲ့ခံယူချက်တွေကအပို့ပြီးတော့မြင်းမလာတဲ့အတွက်ပေါ့နော်ဒီနေ့ဒီအချိန်မှာ तू ကဘလို့မလောက်လို့မရဘူးဆိုတာ तू तू ကောင်းကောင်းသိနေပြီဟုတ်ပါဒါကြောင့်မို့လို့ तू ဟာ तू ဟာနေပြီးတော့ဒီလက်အာနာနဲ့အုပ်ချုပ်လို့မရတော့ဘူးဆိုတာသိတဲ့အတွက်ကြောင့်မို့လို့ဒီနေ့ तू ကနိုင်ငံရေးခွေးတို့ပေါက်ပါနေ ဝင်လာဖို့အတွက်သူစ조사နေတာဖြစ်တယ်ဟုတ်ပါဆိုတော့ဒီ조사မှုကိုကျွန်တော်အားလုံးကဒီပြည်သူပြည်သားအားလုံးကမနော်ရရရရရနီလာနဲ့ကန့်ကွက်ဖို့ရရနီလာနဲ့ကျွန်တော်တို့ဒီလက်ရှိဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားနေတဲ့လူတွေနဲ့ပူးပေါင်းပါဝင်ပေးကြဖို့ဒါကျွန်တော်လည်းပြည်သူလူထုအားလုံးကိုမေတ္တာရခံချင်တာပေါ့နော်ဟုတ်ပါတယ်ကျွန်တော်တို့အားလုံးကဒါဒီစဘာစီလေးတစ်စိလိုပါပဲဆိုတော့စဘာပိန်မှာရှိနေတဲ့စဘာစီလေးတစ်စိဟာ မြေကြီးမှာကြွေကြဝါတဲ့အချိန်အဲဒီစဘာစီးကနေပြီးတော့တကယ့်ကိုစဘာပင်ကြီးတစ်ခုရှင်တန်းကြည့်ထွားလာတယ်အဲ့ဒီစဘာစင်းလေးတစ်ခုကနေစဘာပင်ဖြစ်လာပြီးတော့အဲ့ဒီစဘာပင်ကနေစဘာသီးညောင်းအများကျွန်တော်တို့ထွက်လာတဲ့ဥပမာလိုပါပဲကျွန်တော်တို့တော်လန်ရေးမှာကျွန်တော်တို့ပြည်သူတစ်ချက်လုံးဟာဒီတော်လန်ရေးအတွက် ပြီးတော့ဒီနိုင်ငံအတွက်ပြီးတော့အခု Federal နဲ့ Democracy အတွက်ပြီးတော့လက်ရှိအကျဉ်းချခံထားရစေ ကျွန်တော်တို့ရဲ့ဒါအမေကိုတောင်းဆန်းစုကြည်ပြီးတော့ကျွန်တော်တို့သမရာပြီးတော့ကျွန်တော်တို့အစိုးရအဖွဲ့ပြီးတော့မတရားဖမ်းဆီးခံလာရတဲ့မိသားစုဝင်တွေအားလုံးတို့ကျွန်တော်တို့ပြည်သူတစ်ရက်လုံးကဒါအကောင်းဆုံးစူးစမ်းရင်းနဲ့တော်လန်ရေးမှာပူပေါင်းပါဝင်ပေးနေတာဖြစ်ပါတယ်ဟုတ်ပါတယ်ဆိုတော့ဒီနေ့တင်ပြမှုမှာကျွန်တော်ဒါအချမ်းဘက်ခေါင်းဆောင်ဒါအာနာယူအုပ်စုရဲ့လုံရက်ဒါသူတို့တွေအာကျွန်တော်တို့ဒါအချင်းသားတွေကို လူကြီးချမ်းသာဖွင့်ပြီးတဲ့ဆိုတဲ့လုပ်ရက်ပေါ်ကျွန်တော်မိဘတွေအမြင်တွေကိုကျွန်တော်ဗီဒီယိုကွန်မန့်မှာရေးပေးခဲ့ပါကျေးဇူးအများကြီးတင်ရှိပါကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါ